Did you know? တချင်ကကဘာအမြင့်ဆုံးအဆောက်အဦဖြစ်ခဲ့တဲ့မလေးရှားနိုင်ငံရဲ့ Petronas Twin Towers တွေဟာအမြင့်ဆုံးဆိုတဲ့ဘွယ်ဝရဟိုတဲ့ American နိုင်ငံ Chicago မြို့က Sears Tower အခု Willis Tower နဲ့အကြီးအကျယ်အငင်းဖွားခဲ့ရပြီးနောက်ဆုံးမှာတော့အဆောက်အဦရဲ့အမြင့်ကိုတိုင်းတာတဲ့စီးမင်းတစ်ခုလုံးကိုပြောင်းလဲစေခဲ့တယ်ဆိုတာသင်သိပါသလားသင်သိပါသလားဒါကတော့မလေးရှားနိုင်ငံရဲ့ရီမန်းချက်ကြီးမားမှုနဲ့ and over engineer ပညာရပ်တွေကို ပြသနေတဲ့ Petronas Twin Towers တည်းရဲ့ဇက်လန်ပါပဲ1990ခုနှစ်တွေမှာမလေးရှားနိုင်ငံဟာစီးပွားရေးရအလင်းမြန်တိုးတက်နေတဲ့အာရှကြားနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကဝန်ကြီးချုပ်ဖြစ်သူဒေါက်တာမဟာတီမိုဟာမက်ဟာမလေးရှားနိုင်ငံကိုကမ္ဘာ့မြေပုံပေါ်မှာထင်ထင်ရှားရှားနေရာတစ်ခုရစေဖို့အတွက်ကြီးကျယ်ခမ်းနားတဲ့အမှတ်အသားတစ်ခုဒီဆော့ဖို့ဆုံးဖြတ်ခဲ့ပါတ အဲ့ဒါကတော့ကမ္ဘာအမြင့်ဆုံးအဆောက်အဦးကိုတည်ဆောက်ဖို့ပါပဲဒီဒီဇိုင်းအတွက်ကမ္ဘာကျော်ဘေးတုကပညာရှင်စီဇာပယ်လီကို တာဝန်ပေးခဲ့ပါတယ်ပယ်လီဟာခင်မီရာတန်မီနီနဲ့မှန်အဆောက်အဦးပုံစံကိုမလေးရှားနိုင်ငံရဲ့အစ္စလာမစ်အမွေအနှစ်နဲ့ပေါင်းစပ်ခဲ့ပါတယ်မျော်စင်တစ်ခုလုံးရဲ့ဂျန်ကင်ပုံစံက group al hizb လို့ခေါ်တဲ့ဒေါင်းရှစ်ခေါင်ပါတဲ့ဂျဲပုံစံအစ္စလာမစ်စင်ဘိုနှစ်ခုကိုထပ်ဆင့်ထားတဲ့ပုံစံဖြစ်ပြီးဒါကစီလုံးချင်း တည်ငင်ခြင်းနဲ့စင်ကျင်တုံရကိုကိုစားပြုပါတယ်။ဒါပေမဲ့ဒီအဆောက်အဦကြီးကိုတည်ဆောက်ဖို့ကစိန်ခေါ်မှုတွေနဲ့ပြည့်နှက်ထဲပါတယ်။ပထမဆုံးအကြီးမားဆုံးစိန်ခေါ်မှုကတော့ကွာလာလမ်ပူမြို့ရဲ့မြေကြီးပါပဲ။ဒီမြာကမြေကြီးဟာတခြားမိုးမျော်တိုက်တဲ့စောက်တဲ့နေရာလို့ကြောက်တမ်းမြေမှမဟုတ်ပဲဖြိုးပြောင်းတဲ့ထုံးကြောင်မြေသားတွေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အင်ဂျင်နီယာတွေဟာကပတ်သမိုင်းမှာအနက်ဆုံးထစ်တဲ့မီတာ300ပေးလေးလံနဲ့ကွန်ကရစ်တိုင်ကြီးတွေနဲ့အုပ်မြေချခဲ့ရပါတယ်။ ဒုတိယစင်ခေါ်မှုကတော့အချိန်မှာဒီစီမံကိန်းကြီးကိုအမြန်ဆုံးပြီးစီးစေဖို့အတွက်ညှော်စင်တစ်ခုစင်းကိုတိဆောက်ကုမ္ပဏီတစ်ခုစင်းခွဲပြီး အပြိုင်ဆိုင်တိဆောက်စေခဲ့ပါတယ်တာဝါ1ကို Hazama Corporation ဦးဆောင်တဲ့ဂျပန်ကုမ္ပဏီအဖွဲ့ကတာဝန်ယူပြီးတာဝါ2ကိုတော့ Samsung CNT Corporation ဦးဆောင်တဲ့တောင်ကိုရီးယားကုမ္ပဏီအဖွဲ့ကတာဝန်ယူခဲ့ပါတယ်ဒီအပြိုင်ဆိုင်တိဆောက်မှုကအရှင်ကိုမြင့်တင်းပေးနိုင်ခဲ့ပေမဲ့တာဝါ2ကအစပိုင်းမှာ concrete launder မာတွားလို့ အားလုံးပြန်ဖြိုပြီးအစကနေပြန်ဆောက်ရတဲ့အထိဒရာမာတွေနဲ့ရှိခဲ့ပါတယ်ဒီမျော်စင်ရဲ့အထင်ရှားဆုံးအစိတ်ပိုင်းကတော့အထက်47နဲ့42ကြားမှာချိတ်ဆက်ထားတဲ့ Sky Bridge ကြီးပါပဲဒီတပင်ကြီးက၄ကျင်1050တန်ရှိပြီးသူ့ကို အပေါ်မှာတိုက်ရိုက်တီးဆောက်ထားတာမဟုတ်ဘူးမြေပေါ်မှာအရင်ဆုံးအပြည့်အစုံတိဆောက်ပြီးမှ အထက်50တက်ထက်အမြင့်မီတာ1.80ကို hydraulic ဂျိုက်ကြီးတွေနဲ့ရက်များစွာအချိန်ယူပြီး မယုံကြည်နိုင်ပေလောက်တတိကြကြမတင်ခဲ့တာဖြစ်ပါတယ်ဒီတပေကြီးကိုမျောစင်နှစ်ခုလုံးနဲ့အတေဆက်ထားတာမဟုတ်ပဲမျောစင်ဒီလေပြင်းတိုက်လူရင်းခါတဲ့အခါအတူတကွလိုက်ပြီးရွေ့ရွှားနိုင်အောင်အထူးဘောဘယ်ရင်တွေနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ကပအမြင့်ဆုံးဆိုတဲ့ဘွဲ့ဘွဲ့အငင်းပွားမှုကြီးပေါ်ပေါက်ခဲ့ပါတယ်1998ခုနှစ်မှာ PC တွားတဲ့အခါ Petronas Towers တွေအမြင့်လား453.5မီတာရှိပါတယ်။ဒါပေမဲ့ American က CS Tower ကတော့မီတာ424မြတ်မှာရှိပြီးသူ့ရဲ့အပေါ်က antenna တိုင်ကြီးနဲ့ပါပေါင်းလိုက်တော့မီတာ928အထိမြင့်ပါတယ်။မလေးရှားကတော့မျော်စင်တိုက်ကတမ်မနီဆလောင်းတိုင် Pinnacles တွေဟာ antenna တွေမဟုတ်တဲ့အဆောက်အဦရဲ့ဗိတုကအစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့အခိုင်အမာဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ကမ္ဘာမိုးမျော်တိုက်များဆိုင်ရာကောင်စီက Phenagallus Pyre တွေဟာဘိတုက အမြင့်ကိုတိုင်းတာတဲ့အစိပ်ပိုင်းဖြစ်ပြီးအန်တီနာတွေကတော့မဟုတ်ဘူးလို့တရားဝင် စီးမြတ်သတ်မှတ်ပေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် Petronas Twin Towers တွေဟာ CS Tower ကိုကျော်ထပ်ပြီးကမ္ဘာအမြင့်ဆုံးအဆောက်အဦအဖြစ်တရားဝင်သတ်မှတ်ခံခဲ့ရပါတယ်။ဒီနေ့မှာတော့ Petronas Towers တွေဟာကမ္ဘာအမြင့်ဆုံးမဟုတ်တော့ပါဘူး။ Burj Khalifa ကကျော်ထပ်သွားပြီပါတယ်။ဒါပေမဲ့သူတို့ကကမ္ဘာအမြင့်ဆုံးအမြော့မြော်စဉ် ဆိုတဲ့ဘွဲ့ကိုတော့ဆက်လက်ထိန်းသိမ်းထားနိုင်စေဖြစ်ပါတယ်။ဒါဟာမလေးရှားနိုင်ငံရဲ့ခေတ်သက်တိုးတက်မှုကြီးမားချက်ကြီးမားမှုနဲ့အစ္စလာမစ်ယွင်ကျင်းမှုကို ထင်ထင်ရှားရှားထင်ရပြီးပြတ်တာနေလေဂုံယူပွဲအမှတ်သားတစ်ခုအဖြစ် ကပ္ပမြေပုံပေါ်မှာသာဝရတည်ရှိနေမှာဖြစ်ပါရဲ့ဒီဗီဒီယိုလေးကိုကျန်နေတတ်တယ်ဆိုရင် like and follow လုပ်ပြီးတင်ရမိတ်ဆွေတွေကို share လုပ်သွားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်